နှစ်80ပြည့်မျိုးချစ်စစ်ပွဲကြီးဆိုတာကတော့ဒါရုရှားနိုင်ငံမှာတော့ကျင်းပတာပေါ့ဗျာဒါပေမဲ့အမှန်ကတော့ဒီမျိုးချစ်စစ်ပွဲကြီးဆိုတာရုရှားနိုင်ငံတနိုင်ငံနဲ့တော့သက်ဆိုင်တာမဟုတ်ဘူးအရင်တော့ကဘာမှာအစွန်းရောက်မှုတွေရှိခဲ့တယ်ကဘာမှာအစွန်းရောက်မှုတွေရှိခဲ့တယ်ဆိုတာကျွန်တော်တို့ဖက်စစ်စနစ်နာစီစနစ်ပေါ့ဒီဖက်စစ်စနစ်နာစီစနစ်ကိုစန့်ကျင်တိုက်ခိုက်တဲ့ကိစ္စပဲအဲဒီတော့ဖက်စစ်စနစ်နာစီစနစ်ကိုစန့်ကျင်တိုက်ခိုက်တဲ့ကိစ္စဆိုတာကဒါကျွန်တော်မြန်မာနိုင်ငံမှာလည်းခင်ဗျားတို့ကျွန်တော်သိတဲ့အတိုင်းပဲ ဖက်ဆစ်စနစ်ရဲ့စိုးကြိုးတွေကျွန်တော်ခံစားခဲ့ရပါတယ်အဲမြန်မာပြည်သူတရားလုံးလည်းနှိပ်စက်ခံခဲ့ရပါတယ်အဲ့လိုပဲအိန္ဒိယနိုင်ငံတွေဖြစ်တဲ့နိုင်ငံတွေမှာလည်းဖက်ဆစ်စနစ်ရဲ့စိုးကြိုးတွေခံခဲ့ရတယ်ဥပမာသောဒါမြန်မာနိုင်ငံမှာဆိုခမရောက်ကျွန်တော်တို့ဖတ်ကြည့်ပါဗျာဖက်ဆစ်စနစ်ရဲ့စိုးကြိုးသိကျင်ငဘာဆိုတဲ့ဝတ္ထုစာအုပ်ရှိတယ်ဒါဖြစ်ရမှန်တွေကိုရေးသားထားတာပဲဖြစ်ရမှန်တွေနဲ့သူကတမိုင်းကြောင်းတွေကိုအခြေခံပြီးရေးသားထားတာဒါလိုပဲအဲကျွန်တော်တို့အိန္ဒိယချင်းတရုတ်နိုင်ငံမှာဆိုလဲနန်နေလူသတ်မှုတို့ဘာလို့ရှိခဲ့တယ် အဲဒါလိုပါပဲဒီရုရှားနိုင်ငံမှာဆိုရင်တော့ရုရှားတော့ရှေ့ဥရောပမှာသူကဒီနာဇီစနစ်ကိုအဓိကထားပြောကြတိုက်ခတ်ခဲ့တဲ့နိုင်ငံပေါ့အဲသူ့ရဲ့လူကြီး26တန်းလောက်ကျွန်တော်ဒါအသက်ပေးသွားတာရှိတယ်26တန်းဆိုတဲ့လူကြီးကအိုက်ခက်တောင်းကလူကြီးနဲ့ခုခက်လူကြီးနဲ့တွေ့တည်ကြမှာတော်တော်များတဲ့လူကြီးပဲဒါကြောင့်မလို့သူတို့ကအောင်ပွဲပေါ့နော်လောက်ကြတာဖြစ်တယ်အဲဒီနေရာမှာကျွန်တော်ပြောချင်တာဒါရခင်အတိတ်သမိုင်းကြောင့်ပေါ့ ယခုအတိတ်တိုင်းပိုင်းကြောင်းမှာလည်းခင်ဗျားတို့ကျွန်တော်ကြည့်လိုက်ကြည့်လိုက်တဲ့ဆံမှာကျွန်တော်တို့ခဏခဏပြောနေတဲ့ခေတ်တကိုလိုနီဝါဒခေတ်တကိုလိုနီဝါဒဆိုတဲ့ဟာတွေရှိတယ်အဲခေတ်တမှာကျွန်တော်စီးပွားရေးလဝကြီးအုပ်မှုတွေရှိတယ်အဲခေတ်တမှာကျွန်တော်တို့ဒါနိုင်ငံကြီးတွေကနိုင်ငံငယ်တွေအပေါ်မှာကျွန်တော်လွှမ်းမိုးလိုတဲ့ဆန္ဒတွေအများရှိပါတယ်အဲဒါတွေကိုတော့ကျွန်တော်တို့ကဒါပူပေါင်းပြီးတော့ ဒါတိုက်ဖြတ်သွားရမယ်ပူပေါင်းပြီးတော့ကျွန်တော်တို့ဆန့်ကျင်သွားရမှာဖြစ်တယ်လို့ပြောချင်တယ်ဒီနေရာမှာမြမတက်မတော်အနေနဲ့လေဒီနှစ်ရှည်ဆယ်ပြည့်အခမ်းအနားမှာကျွန်တော်တို့ပထမဆုံးအကြိမ်အနေနဲ့ပါဝင်ပြီးတော့ကြာဆောင်ရွက်ခဲ့တယ်စေးပြရှောက်ခဲ့တယ်ဂုံပြူခြေတက်ခဲ့တယ်ဒီအတွက်လေဒီမြမတက်မတော်အနေနဲ့ကနံပါတ်1နိုင်ငံတကာတက်မတော်တဲ့ဒီမြမတက်မတော်သည်ဒါရင်ပေါင်တိုင်းနိုင်တဲ့တက်မတော်တရားဖြစ်တယ်နံပါတ်2 မြမတမတော်သည်အဆင့်မီဆောင်ပဲနိုင်တဲ့တမတော်ရှိတယ်ဆိုတာထင်ထင်ရှားရှားကြားတာဖြစ်ပါတယ်အဲကျွန်တော်တို့နိုင်ငံမှာရခိုင်ကနေပြောခဲ့တယ်တမတော်အင်အားရှိမှတိုင်းပြည်အင်အားရှိပြီဆိုတော့စကားကိုပြောခဲ့တယ်ဒါကိုတချို့သောတမတော်မေးမိအောင်လှုပ်ချင်တဲ့လူတွေကဒါကိုစန့်ကျင်ပဲစကားပြောကြတာပေါ့ဗျာသို့တော်ခုခေတ်မှာကျွန်တော်ကြည့်လိုက်ပါမိမိရဲ့တိုင်းပြည်အချုပ်အခြာအာဏာတည်ထောင်ခိုင်မီမိမိတိုင်းပြည်ရဲ့ဂုံကြက်တည်ရရှိရေးပေါ့နော်ဒီအတွက် ကာကွယ်အင်အားတောင်းတင်းဖို့လိုတယ်တပ်မတော်အင်အားတောင်းတင်းဖို့လိုရယ်မိမိရဲ့အချုပ်အခြာအာဏာဒီတန်းခိုင်မြဲဖို့ဆိုလို့ရှိရင်ရိုသေခံ냐လောက်တဲ့ကာကွယ်အင်အားသူရှိဖို့လိုပါတယ်ဒါတွေကိုကျွန်တော်တနိုင်ငံလုံးကသိရှိဖို့သဘောပေါက်ဖို့ဂုံယူဖို့လိုတယ်ဒါတွေကိုကျွန်တော်တို့ဖော်ဆောင်ဖို့လိုတယ်ပေါ်ဆောင်နိုင်အောင်လဲအခွင့်အရေးရခဲ့တယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်တရုတ်နိုင်ငံတမတားကြီးနဲ့တွေ့ဆုံတဲ့အခါမှာပေါ့မြန်မာနိုင်ငံအတွက် ချက်၃ချက်ပဲပြောလို့နံပါတ်၁အချက်ကတော့ညီမရဲ့အချုပ်အခြာအာဏာဖွံ့ဖြိုးတိုးတက်မှုဒါတွေကိုတရုတ်နိုင်ငံအနေနဲ့အိမ်နီးချင်းကောင်းပြီးသားတာပဲမြန်မာနိုင်ငံဘက်ကရက်တီထောက်ခံလျက်ရှိတယ်။နံပါတ်၂အနေနဲ့ပြည်တွင်းငင်းချိုင်းနဲ့ပတ်သက်ပြီးတော့ကြမြန်မာနိုင်ငံရဲ့ဒါပြည်တွင်းငင်းချိုင်းရေးပေါ့တရုတ်တီသူကဟိုသူများရဲ့ပြည်တွင်းရေးမှာဝင်ရောက်မဆွတ်ဖွဲ့ရင်မူဝါဒကိုလက်ခံကျင့်သုံးလျက်ရှိတယ်။အဲဒါအပြင်ကျွန်တော်နိုင်ငံလုံးကငင်းချိုင်းမှာအတူချင်းတွဲနေထိုင်ရေး မူကြီး900ကိုလက်ခံကျင့်သုံးလျက်ရှိတယ်မြန်မာနိုင်ငံရဲ့ပြည်တွင်းချင်းချင်းနဲ့ပတ်သက်ပြီးသူ့ရဲ့အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်တယ်သူ့ရဲ့အနောက်ဖက်ထွက်ပေါက်တစ်ခုဖြစ်တဲ့အတွက်မြန်မာနိုင်ငံပြည်တွင်းချင်းချင်းနဲ့ပတ်သက်ပြီးတရုတ်နိုင်ငံအနေနဲ့ကောင်းတဲ့ဘက်ကရှုမြင်ပြီးတော့ကြာကောင်းတဲ့ဘက်ကနေပြီးတော့ကြာမျော်မှန်းပြီးမြန်မာနိုင်ငံပြည်တွင်းချင်းချင်းရေးကိုကျွန်တော်ဆောင်ရွက်ပေးလျက်ရှိတယ်အဲဒါတွေကိုလည်းဆက်လက်ဆောင်ရွက်ပေးသွားမယ်ဆိုတဲ့ဟာမျိုးရခဲ့တယ်။နံပါတ်3အချက်ကတော့ရွေးကောက်ပွဲပေါ့။ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကြာမြန်မာနိုင်ငံရဲ့ပါတီစုံဒီမိုကရေစီအထူးထူးရွေးကောက်ပွဲကိုနိုင်ငံတော်ဝန်ကြီးချုပ်ပြောခဲ့ပြီးသားဒီနှစ်နှစ်ကုန်ပိုင်းမှာကျွန်တော်ကျင်းပပေးမှာဖြစ်တယ်။ ဒီနေ့နှစ်ကုန်ပိုင်းမှာစတင်ကျင်းပတဲ့ကမ္ဘာတရုတ်နိုင်ငံအနေနဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဂျိုတင်ပြင်ဆင်မှုတွေဆောင်ရွက်သွားမယ့်ဟာတွေနဲ့ပတ်သက်ပြီးတော့ထောက်ခံအားပေးတော့တွေ့ရတယ်။အဲ့တော့ကျွန်တော်အနေနဲ့သတင်းကောင်းပါလို့တာကတော့မြန်မာပြည်သူလူထုအရင်ကတည်းကလိုလားကြောင်းတာတဲ့ပါတီစုံဒီမိုကရေစီအထူးရွေးကောက်ပွဲပါတီစုံဒီမိုကရေစီစနစ်ဆိုတာဒီဒါရခင်ကလည်းတပ်မတော်ရဲ့ပေါ်ဆောင်မှုနဲ့ကျွန်တော်တို့ရရှိခဲ့တယ်။မဲလိမ်မဲခိုးမှုတွေကြောင့်တပ်မတော်အနေနဲ့နိုင်ငံတော်တာဝန်ရယူခဲ့တယ်။ခုချိန်မှာလည်းမြန်မာပြည်သူလူထုလိုလားတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုကျွန်တော်တို့အနေနဲ့ဆက်လက်ပေါ်ဆောင်သွားမှာဖြစ်ကြောင်းကို ပါတည်ငောင်းပါလို့ပါတယ်ဗျာအဓိကတော့ပထမဆုံးအပိုင်းပြောချင်တာကတော့နိုင်ငံရေးပါတီတွေအပိုင်းပေါ့နိုင်ငံရေးပါတီတွေအပိုင်းမှာကျွန်တော်ကြိုတင်ပြင်ဆင်မှုတွေလှုပ်ဆောင်มาရှိတယ်အဲပြီးရင်ကျွန်တော်တို့ဒါပြည်သူလူထုကိုအသိပေးပညာပေးရမှာရှိတယ်ဒါတွေကိုလည်းဆက်လက်လှုပ်ဆောင်သွားဖို့ကျွန်တော်အနေနဲ့နံပါတ်1ပြောလို့တယ်နံပါတ်2ကတော့ကျွန်တော်တို့ပြည်သူလူထုရဲ့အပိုင်းပြည်သူလူထုရဲ့အပိုင်းမှာကျွန်တော်တို့ဒီပါတီစုံဒီမိုကရေစီရွေးကောက်ပွဲပါတီစုံဒီမိုကရေစီစနစ်ကိုကျွန်တော်တို့အလိုရှိလို့ပြောပြီးပါတီစုံဒီမိုကရေစီစနစ်ကိုအလိုရှိငြိမ်းချမ်းစွာ တရားမြတ်တဲ့ရွေးကောက်ပွဲကျင်းပနိုင်ဖို့အခြေခံလိုအပ်ချက်ဖြစ်တယ်။ဒီရွေးကောက်ပွဲကိုငြိမ်းချမ်းစွာကျင်းပနိုင်ဖို့အတွက်ပြည်သူတရားလုံးကဝိုင်းဝန်းကူညီပံ့ပိုးပေးကြပါ။ဒီမိုကရေစီရဲ့စန့်ကျင်ဘက်ဖြစ်တဲ့အကြမ်းဖက်ဝါဒကိုတက်တက်ပါသားစန့်ကျင်ကြပါလို့ကျွန်တော်လည်းပြောချင်ပါတယ်ဗျာ။အီဘရရှားနဲ့မြန်မာရဲ့ဆက်ဆံရေးကကျွန်တော်ဒါကြားပါပြီ။ခိုင်မြဲတဲ့ဆက်ဆံရေးဖြစ်တယ်။ပထမဆုံးဆက်ဆံရေးတော့တမတော်အချင်းချင်းဆက်ဆံရေးကနေကျွန်တော်စခဲ့တာပေါ့။ယခင်တမတော်အစိုးရလက်ထက်နိုင်ငံတော် ရင်ဝေးပြည်ပမှုတီဆောင်ရွက်ဖွဲ့နိုင်ငံတော်အေဂျင့်တိုင်းနဲ့ဖွံ့ဖြိုးရေးကောင်စီလက်ထက်ကတိုင်စခဲ့တာဖြစ်ပါတယ်။ခုအချိန်မှာတော့ရုရှားနဲ့မြန်မာရဲ့ဆက်ဆံရေးဟာတက်မတော်နယ်ပယ်တွေမကဘဲနဲ့ဂါနာဘောင်းစုံမှာပါဖွံ့ဖြိုးတိုးတက်လာပြီဖြစ်တယ်။ဆက်လက်ပြီးလဲဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။ဒီရုရှားကိုရောက်တဲ့အခါမှာကျွန်တော်မြန်မာတွေရောက်တဲ့အခါမှာပေါ့နော်ဒီအစိုးရတွေကျွန်တော်တို့အစိုးရအချင်းချင်းတို့တပ်မတော်အချင်းချင်းတို့ကျွန်တော်တို့ဒေါ်သေးဦးပြည်သူအချင်းချင်းပြည်သူအချင်းချင်းဆက်ဆံရေးပေါ့ရုရှားပြည်သူတွေရဲ့မြန်မာပြည်သူလို့မှာအပြင်မြန်မာပြည်သူတွေရဲ့ရုရှားပြည်သူတို့ဘာအမြင်ဟာ ိုးတက်ခိုင်မာနေတယ်လို့မြင်ပါတယ်ဒီအတွက်လည်းကျွန်တော်ဂုဏ်ယူပါတယ်နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ခီးစဉ်မှာကျွန်တော်180ပြည့်ဒါရုရှားရဲ့မာမျိုးချစ်အောင်ပွဲပေါ့နော်မာမျိုးချစ်အောင်ပွဲအဲ့မှာကျွန်တော်ကနိုင်ငံခေါင်းဆောင်တွေတော်တော်များများတက်ကြတယ်နိုင်ငံခေါင်းဆောင်တွေတော်တော်များများတက်ကြတယ်မှာဒီမြန်မာနိုင်ငံနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မင်းမောင်လိုက်အနေနဲ့ဒီခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့တယ်တွေ့ဆုံခဲ့ပြောကြစကားပြောခဲ့တယ်မြန်မာနိုင်ငံရဲ့အခြေအနေကိုပုံမူနားလည်သဘောပေါက်အောင်စွမ်းဆောင်နိုင်ခဲ့တယ်မြန်မာနိုင်ငံရဲ့ဖြစ်ရမယ့်အနေနဲ့ပတ်သက်ပြီးပြောပြနိုင်ခဲ့တယ် ်ပြင်းပြတဲ့မြန်မာကိုကဘာကနိုင်ငံတကာကပုံမူနားလည်အောင်စွမ်းဆောင်နိုင်ခဲ့တယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဗျာ